ော့မှန်တိုင်းပြောရရင်များလာတော့လေတငယ်ချင်းတွေကိုဟိုရုပ်ရှင်တွေကသူတွေအကုန်လုံးကလည်းကိုနဲ့ကိုသိတော့ကိုစီရဆိုလာပြောတယ်တငယ်ချင်းစိုးထားရင်လုပ်ပြီးတငယ်ချင်းငါ့ကိုမလုပ်ခိုင်းနဲ့တော့လို့ငါလုပ်ရတဲ့ပွဲတွေကတအားများတယ်ငါမလုပ်ပေးချင်တော့မှဟုတ်ပါဘူးလို့ဘာလို့ဆိုတော့ဟိုကိုထပ်ပို့ပြီးတော့တက်လန်းဆန်းတဲ့လူတွေ fresh ဖြစ်တဲ့လူတွေလည်းရှိတယ်လေနော်ဆိုတော့ဟို သူ့ကိုလည်းအဲ့လိုပဲ request လုပ်တာတကယ်ချင်းရဲ့လို့ငါပွဲလာဆိုလာပြပါမယ်လို့ဒုသားရင်တော့ငါမလုပ်တော့ဘူးလို့ဒီတစ်ခေါက်တော့လို့ပြောတယ်အာပြင်ဆင်တာကတော့ကျွန်တော်မှအဲ့လိုမျိုးကြီးထွေထူးထူးတော့မရှိပါဘူးဗျ။ဟို NST ရစီဇန်၄ရဲ့အတိုင်းပဲကျွန်တော်တို့ကဒီရောင်းရတဲ့ဒီအရန်ရောင်းအကောင်းတဲ့ကိုယ်စားလှယ်ကိုလိုက်ပို့တဲ့ခီးစဉ်ဖြစ်တဲ့အတွက်ကြောင့်ကိုယ်စားလှယ်တွေအတွက်ပြောပြောပြောပါပါ တော့သူလေးနဲ့အကုန်လုံးကျွန်တော်မျိုးမပါပြီးဖတ်ကြရတဲ့ဘောပါပဲ။ဘယ်လိုဒီဒီနေရောဒါကြီးနေမှာပါဝင်တော့ရှိနေတာ။ကိုရီးယားမှာဘယ်လိုလက်မဲ့ဒီဒီနေရောဒါပြတာရှိတာ။အဲကိုရီးယားမှာစိုးမှာကျွန်တော်ကြားသလောက်ဆိုရင်တော့စိုးမှာ၂ရက်နေမယ်ပေါ့နော်။ပြီးသွားရင်ဘူဆန်မှာ၂ရက်အဲဘူဆန်မှာ၃ရက်လောက်ကြာမယ်ဗျ။အဲစိုးမှာ၃ရက်ဘူဆန်မှာ၃ရက်ပေါ့။သွားတာ၁ရက်ဆိုတော့တပတ်ပါပဲဗျ။ဟုတ်ကဲ့ပါ။အဖီးရင်တော့ဘယ်လိုမျိုးသိလို့ရမှုရှိတယ်။ဒါပထမဆုံးကဒါပေမဲ့ဘယ်နှစ်ကျင်လောက်ရှိနေလဲပေါ့။အဲ့ဒါကြောက်ဘူးလား။ အဲကိုရီးယားတော့ကျွန်တော်ပထမတစ်ခေါက်တော့ရောက်ဘူးတဲ့အရင်တော့ကတော့ကိုရီးယားဟိုဒီကျွန်တော်တို့ဒီရနုပညာနဲ့ပတ်သက်ပြီးတော့တစ်ခေါက်သွားမျိုးရှိပါတယ်ဒါနောက်တစ်ခေါက်ဆိုတော့ဒုတိယအချိန်ပါဗျာတော့ကြာသွားပြီပေါ့ကြာပြီပြာဟွာပေါ့အဲ့နဲ့ဆက်နေနေလောက်ရှိပြီလေရောက်တာဟုတ်တယ်ဘယ်လိုလေးချိန်ချက်ဖြစ်နေတဲ့တနည်းအားကိုဒါပို့ပြီးတော့ခံစားမှုအိမ်မော်အိမ်မော်အဲ့လိုမျိုးဒါအရင်ကနေတော့လေဘယ်လိုကြီးကွာသွားလဲဆိုတော့ရောက်မှပဲသိမှာပေါ့နော်ဘယ်လိုချိန်ပါလဲတော့ဘယ်လိုမှကြာလို့ အမတ်တရားကဟိုဟာပွဲလေဟိုကျွန်တော်တို့ဒီဟိုဟာ model award ဆူရတဲ့ပွဲပေါ့နော်အဲ့ပွဲမှာအဲ့အဲ့ဒါလေးသွားပြီးတော့သွားရောက်ခဲ့တာပါဗျာသူတို့ရဟုတ်ဒိုးသားရင်ကတကယ်တော့အမှန်တိုင်းပြောရင်များလာတော့လေတငယ်ချင်းတွေကိုဟိုဟာရုပ်ရှင်တွေကသူတွေအကုန်လုံးကလည်းကိုနဲ့ကိုသိတော့ကိုစီရဆိုလာပြောတယ်တငယ်ချင်းစဒိုးသားရင်လုပ်ပြီးတငယ်ချင်းငါ့ကိုမလုပ်ခိုင်းနဲ့တော့လို့ငါလုပ်ရတဲ့ပွဲတွေကတအားများတယ်ငါမလုပ်ပေးချင်တော့မှဟုတ်ပါဘူးလို့ဘာလို့လဲဆိုတော့ဟိုဘယ်လိုပြောရမလဲဟို ကိုထပ်ပို့ပြီးတော့လန်ဆန်းတဲ့လူတွေ fresh ဖြစ်တဲ့လူတွေလည်းရှိတယ်လေနော်ဆိုတော့ဟိုသူ့ကိုလည်းအဲ့လိုပဲ request လုပ်တာငငယ်ချင်းရဲ့လို့ငါပွဲလာဆိုလာပေးပါမယ်လို့ဒုစားရင်တော့ငါမလုပ်တော့ဘူးလို့ဒီတစ်ခေါက်တော့လို့ပြောလိုက်တာအစီအမအကြီးအောင်မြင်ပါစေပြီးတော့ကိုရီးယားသွားမဲ့အဲညီကောင်မောင်နှမဒီသားစုတွေအကုန်လုံးလည်းအဲ ဆဆရရအဆင်ပြေပြီးတော့ပြဆင်ကြပါစေကြည်နေရပြည်သက်တွေအကုန်လုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ပြောချင်ပါတယ်